ဆရာမင်းတို့ကကျမကြိုက်တဲ့စာရေးဆရာကြီးတွေကတယောက်ဆိုလည်းမမှားပါဘူးဆရာကပထမဆုံးစာသိတာကတော့တငယ်ချင်းတယောက်ကြောင့်ဆိုတဲ့ဝိထုလေးကနေစာသိတာပါကဲသူကနေစာပြီးတော့အပိုင်းတင်ရင်ဖတ်ပြမယ်နော်ဆရာမင်းတို့အချစ်တင်တတော်ရာကျော်ရှိပါစေတည်းတကဘာလုံးအမုံယောဂပျောက်ကင်းပါစေမေတ္တာတည်းများထုတ်လုပ်အားလျင်မြင်ပါပါစေ။ တောင်စုချွေသည်ပြည်သူအချစ်ခေါ်စီတော်တငယ်ချင်းတွေနဲ့စကားပြောနေရမှာကျွန်တော်ဤကိုသည်ရုပ်ရှင်စကားများ၏သတင်းကံတွင်ပြလိရှိသောလှူရှားနေရမှာရုပ်သိတပ်ပုံဖြင့်ဖြက်ခနဲ့ရက်တန့်သွားသလိုမလုံမရှက်ဖြစ်သွားပြီးလျှင်ကျွန်တော်ဤစိတ်သည်ဘာမှမရေရသေးသောကြောက်တဲ့မုံရချက်လိုဟာလာဟင်းလေးဖြစ်သွားလေသည်သူ့ကိုငေးဆိုင်၍ကြည့်နေမိသည်လှူရှားနေသောအရာဟု၍နှလုံးသားတစ်ခုသာရှိတော်သည် ရေဒီယိုမှာတော်တာရှင်လိုရသချင်းနားထောင်နေတော့မိုးလီဝတ္တအထူးသတင်းကြီးညာချက်ကဝင်ရွေးနှောက်ရှက်တဲ့သဘောမျိုးတော့မထင်ကြပါနဲ့တငယ်ချင်းတယောက်ယောက်မင်္ဂလာဆောင်ပြီဆိုရင်ကျွန်တော်တငယ်ချင်းတွေကစူပေါင်းလက်ဖွဲ့ကြပုံကိုအရင်ပြောပြလိုပါသည်ကျွန်တော်တို့ရဲ့ထုံးစံမှာလက်ဖွဲ့ပစ္စည်းကိုစီစဉ်ကြရာတွင်အမှန်တကယ်အသုံးဝင်သောပစ္စည်းတစ်ခုပါဝင်ပြီးကျန်ပစ္စည်းများမှာစိတ်ကူးတဲ့ရာပောက်ကရပစ္စည်းကလေးများဖြစ်ပါသည်အထိပယ်မျိုးမျိုးကောက်ယူရပြီးအပြောင်းပြက်သဘောပါစေရပါမည် ယခုစောသိန်းနှင့်နီနီတတ်တို့၏မင်္ဂလာဆောင်တွင်လက်ဖွဲ့ရန်ရွေးချယ်ထားသောပစ္စည်းများမှာတင်းဖန်ရည်တကောင်းနှင့်ဖန်ကွက်၅လုံးနှင့်ဒူနှင့်တန်ကြောင်း၃ပွဲလျက်၄ဂျူဒိုကစားနည်းစာအုပ်အုံး၅ပတိလိတ်တလိန်၆ဘပလက်စီပြားတရားတို့ဖြစ်သည်ကျွန်တော်တို့တငယ်ချင်းတို့သည်ညကမှောင်စရအိမ်မှတက်၍အေးကြသည်လက်ဖွဲ့အတွက်ပြင်ဆင်ကြသည်သူတော်စင်ကလက်ဖွဲ့ဘူးကိုသူများလူထက်ကြီးအောင်ပြုလုပ်သင့်သည်ဟုဆိုသည်ဂျူဒိုက သူ့အိမ်မှာဈေးထက်သောကတူဘူကြီးတကူရှိသည်ဟုဆိုပြီးသွားယူလာသည်ဘူကြီးမှာ ရှေရှေကြီးဖြစ်သည် ပွင့်ကောင်းကအပြုပြဲဆုံးအကြောင်းဆုံးအစဉ်သွေးပါသည်ဆက်ကိုဘိုက်ကင်ပေပါဝင်ထားသည်ဘူတဲ့သူပစ္စည်းများကို နေရာတကြားထည့်ပြီးဘိုက်ကင်ပေပါနှင့်ပတ်သည်ဘူပေါ်မှာဆက်ကူဖြူတရက်ကပ်ပြီးညီလေးမောင်စောသိန်းနဲ့မြမလေးနိနီတက်တို့တို့အကိုကြီးများကြီးမေတ္တာလက်စားဟူရေးပြီးကျွန်တော်တို့နာမည်တူကောက်တည်ထည့်သည် ဒီကမြန်မာတက်ထားသောဈေးကွက်ရုပ်တရုပ်ရေးသည်စောသိန်းသည်မြန်မာတက်ရသူဖြစ်ပြီးညီညီသိမ့်နမည်ပြောင်းမှဈေးကွက်ဖြစ်၏လက်ဖွဲကိစ္စပြီးတော့ခါအပြင်ထွက်ပြီးလက်ဖေးဆိုင်ထိုင်ကြသည်သည်ညီနမပင်အရာ၏ကျွန်တော်တို့မှာမိန်းကလေးဘမတင်ငယ်ချင်းများဖြစ်ကြသောကြောင့်မင်္ဂလာဆောင်မြည်မန္တမှာညဘက်သွားပြီးကုညီဖို့မလိုကြပါမနေ့ကတော့9နိုင်ခွဲကနင်းကြောင်းနိုးကြသည်မင်္ဂလာဆောင်က9နိုင်စနီနည်းနည်းတော့ကြွတင်မိရအောင်သွားရမည် အစီအစဉ်ကိုဆွေးရသည်ကျွန်တော်တို့အိမ်တွေအားလုံးဤအလဲဘိုးမှကြနေသောဖွင့်ကောင်းဤအိမ်သို့သွားကြမည်အဲ့ဒီမှာလက်ဖွဲ့ဘူးကြီးကိုခဏထားခဲ့ပြီးကျွန်တော်တို့ကအိမ်ပြန်ဝတ်စားပြန်လည်မည်နောက်ဖွင့်ကောင်းအိမ်မှာပြန်ဆုံမည်မြတ်မင်္ဂလာဆောင်ကိုသွားမည်သွားကြစို့ဟိတ်အမြဲတမ်းလော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 တုတ်တုတ်ပြပြနေတတ်တော်သူတော်စင်ကတက်လှန့်လိုက်သည်အားလုံးချမ်းဝအထီထွက်လာပြီးမှလူတယောက်လိုနေသည်ဖွင့်ကောင်းရောဖွင့်ကောင်းဟေးဖွင့်ကောင်းဖွင့်ကောင်း ခဏလေးကွာအင်တာတက်နေလို့အင်တာထဲမှာပွင့်ကောင်းတန်ထွက်လာသည်ဂျူရိုကဒီကောင်အဲ့ဒီလိုကြီးပဲဟုပြောသည် သူသည်သူ့လက်ထဲရောက်နေသောလက်ခွဲဝူးကြီးကိုကြည့်ရင်ဗာစိတ်ကူရသည်မသိဟေးဒီကနေပွင့်ကောင်းတို့အိမ်ကိုသွားရင်ဈေးကိုဖျက်သွားရမှာကွာအဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမလဲကွာဒီလက်ဖွဲ့ဘူးကြီးနဲ့ဈေးကြဖြစ်သွားရင်လူတွေကကြီးစရာကြီးအေးဟုတ်တယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲယူသွားရမှာပဲဘယ်တတ်နိုင်မလဲဒါဆိုမင်းကင်ရဲ့ ဂျူတို့ကသူတော်စိန်နဲ့တုတ်လွှဲရင်ကြိုးစားသည်သူတော်စိန်ကလက်ကိုနောက်ပြက်လိုက်ပြီးဘယ်ရမလဲမင်းစကင်တာမင်းမဲတဲ့ခဲ့လူလက်မင်းတဲ့ကျွန်တော်ဘက်သူလှစ်လာပြန်သည် ကျွန်တော်ဒီအကြံတစ်ခုကိုရသဖြင့်ငါပြောမယ်အဲ့ဒါကြီးကိုဟိုကွပြစ်ပေါ်မှာချလာခဲ့နောက်ကြတဲ့ကောင်တဲရမယ်ဆိုပြီးပွင့်ကောင်ကိုတဲခိုင်းမယ်ပွင့်ကောင်အင်နာတွေကထွက်လာတော့ခါဝိုင်းဟောက်လိုက်ကြသည်မင်းအမြဲတမ်းနောက်ကျတာကြီးပဲဟုတ်ကွာချိပါကျွန်တော်တော့ဘယ်တက်နိုင်မှာမလဲ ဘရော့ဖြစ်ဖြစ်မင်းဟိုရောင်တရောင်နဲ့တိတ်နေကိုရတာပဲဟုတ်ပါပြီဟုတ်ပါပြီတော့ကြရအောင်လေမင်းနောက်ကြတဲ့အတွက်လက်ခွဲဘူးတဲခဲ့ရမယ်ပွင့်ကောင်းသည်ဟုတ်ပါပြီဆိုပြီးလက်ခွဲဘူးကြီးကိုဘူးမတိဘာမတိကိုင်းလာခဲ့သည်ဈေးထဲမှဖြတ်သွားသောချိန်တွင်ပွင့်ကောင်းအတွက်ပြဿနာတက်လာလေသည်ဒီချိန်မှာဈေးစီကားဆုံးချိန်လက်ခွဲဘူးရှိရှိကြီးကိုပိုက်လျက်ရှေ့ဆုံးကချီတက်နေသောပွင့်ကောင်းကိုဈေးသွားဈေးလာတို့ကဝိုင်းကြည့်ကြသည်ကြည့်ုံသာဆိုရင်ကိစ္စမရှိဘူး မိမကြီးတွေကလက်ဖွဲ့ဘူးကြီးကိုကြည့်ပြီးပြောကြတော်စကားများမှာတနာပါတယ်နော်ဘုသူကလေးပါလေလသားကလေးတော့ပဲရှိအောင်မယ်ကျွန်တော်တို့ဒီပွင့်ကောင်းအိမ်တို့ရောက်အောင်တုတ်ချစ်တင်ပြေးရလေတော့ဒီအိမ်မတို့လှမ်းတက်လိုက်တော့အချိန်မှဝင်ပွင့်ကောင်းကြီးတော်ဒီထိထိပြပြမျက်နှာပြေဟဲ့ဟဲ့ဟဲ့ဘာလို့ကြတာတော့အဲ့ဒါဘာကြီးလဲမင်္ဂလာဆောင်လက်ဖွဲ့မလို့ဘာအမလေးကြည်လဲလောက်ကြပါအောင်နင်တို့ဥစ္စာကြီးကခလေးမတကောင်းနဲ့တူနေပြီမလောက်ကောင်းဘူးမလောက်ကောင်းဘူး လက်ဖွဲ့ဘူးကြီးကိုသုံးမုံတဘုံလောက်ဖြည့်ဖြည့်လိုက်ရသည်ဘူးကြီးထိပ်ပိတ်ကိုပြန်တန်းစက်ကူတွေပြန်ကတ်အချင်းတော်တော်ကြာသွားသည်ကိုဝင်ကိုပြန်၍ဝစ်စားလဲကြရန်ချိန်မရှိတော့ဒီတိုင်းမြင်သွားကြရမည်ညာရီဝထသောဝစ်စားများဖြစ်၍တွန့်ကျင်နေကြသည်ကျွန်ုပ်အင်းကြီးမှာအဖြူဖြစ်သောကြောင့်တွန့်ကျင်ရုံများသာမကပေချံ၍နေသည်ပွင့်ကောင်းကသူစီမအပေါ်ရှိနေသောပင်နီတိုက်ပုံအင်းကြီးကိုပေးသည်သူသည်အလေးမသူဖြစ်သောကြောင့်သူအင်းကြီးသည်ကျွန်တော်နှင့်ပွားနေသည် တို့ရတယ်မတက်နိုင်တော့ဒီတခါလက်ဖွဲ့ဘူးကိုတင်ဖို့ပြဿနာတက်ပြန်သည်ဘသူမှမတည်ခြင်းကြလူရီလို့ခက်နေတော့မှပင်မုတ်ဆိတ်ရောက်ရှိလာသည်သူ့ကိုညကလက်ဖွဲ့ဘူးတက်စင်ရတွင် လာမကူညီရကောင်းလားဆိုပြီးဝိုင်းပွက်လိုက်ကြ၏သူ့ပြင်းနေသူမို့ပြန်လဲမချေပနိုင်နောက်ဆုံးတွင်လက်ဖွဲ့ဘူးကိုသူ့အားအသေးခိုင်းလိုက်လေတော့သည်မင်္ဂလာဆောင်ရောက်တော့ဧည့်သည်တွေတော်ပင်ဆုံးလင်းနေပြီလက်ဖွဲ့များလက်ခံသောနေရာတွင်ကျွန်တော်တို့၏လက်ဖွဲ့ဘူးကြီးကိုတင်လိုက်သည် လက်ဖွဲ့ပစ္စည်းလက်ခံသူသည်ကျွန်တော်တို့၏ဘူးကြီးကို တအံ့အော်ကြည့်လိုက်သည်ရောက်နှင်ပြီးသောဧည့်သည်များကလည်းပြုံးစီစီဝိုင်းကြည့်ကြသည်အကြံစီအောင်မီအလုံးထဲတွင် ကျွန်တော်တို့ဘူးကြီးကအကြီးဆုံးကျွန်တော်တို့လည်းအခန့်မနက်သေးသို့ခန့်ညစွာတန်းစီရေးဝင်သွားကြတော့ခါအခန့်ကျိုးစိုးရေးတာဝန်ကိုယူထားဟန်တူသောမစ်ဆွနဲ့မီအီတို့ကနင်တို့ကနင်တို့ထိုင်ခြင်းတဲ့နေရာသွားထိုင်ဟုပဋိသရာယစကားဆိုလိမ့် ကျွန်တော်တို့ကလည်းဂျေစုပဲဟူပြန်ငော့ပြီးရင်တောင်းနားရှိစပွဲတစ်လုံးမှာစစ်ရေထန်ကြသည်ထုံးဝင်နှင့်ကျော်ဝင်းတို့ကရေခဲမုတ်များလာချပေးသည်မီဆူမီအေမီဂျီဘီဝင်းစီရိုသည်ကျွန်တော်တို့နှင့်စေတန်းနှုံးကတဒန်းနေဖြစ်သည်ခုမင်္ဂလာဆောင်သောနေ့တမသူတို့အုပ်စုထဲတွင် ပထမဆုံးအိမ်အောင်ကြသူဖြစ်၏ကျန်သူတွေကတော့ဒီတသက်ရကြလိမ့်မည်မထင်အလွန်စွာကြည်ကျွန်တော်တို့အုပ်စုနှင့်ဆိုရင်ငယ်ငယ်ကလေးကမတဲကြ ဤသို့မတည့်ကြခြင်းမှာကျွန်တော်တို့စတော်သည်ကိုသူတို့အုပ်စုကမနာလိုဖြစ်ရမှာစသည်ဟုမုစိတ်ကထင်သည်သူတော်စင်ကမူထို့သို့မထင်ကျွန်တော်တို့ကသူတို့ကိုလုံးဝအဖတ်မလုပ်တော့ကြောင်းမကြည်မနက်ဖြစ်ရမှာစတွင်မတည့်ကြခြင်းဖြစ်သည်ဟုယူဆသည်ဤကဲ့သို့အခြားကြောင်းများကိုကြားဖြတ်၍ရှေးလျားစွာပြောနေရခြင်းမှာအကြောင်းရှိပါသည်လူတို့သည်တစ်ခုခုကိုမိမိစိတ်ဝင်စားနေကြောင်းမသိစေလိုသောအခါအခြားမဆိုင်သောအကြောင်းများကိုရှောက်ပြောနေတတ်ကြလေသည် ပြီးတော့မှစကားကြုံတယ်လို့လို့လို့ရင်မိမိအလွန်မင်းစိတ်ဝင်စားနေတော့အကြောင်းကိုခုမှသတိရဟန်ဖြင့်ပြောတတ်ကြသည်ယခုလည်းကျွန်တော်အလွန်ပြောပြခြင်းသောအကြောင်းကို စကားကြုံတယ်လို့လို့ရပြောပြပါမည်နင်တို့ကစားရရှိရင်တော့တဝတပြေပဲဘာမှတော့လာပြီးကုမလုပ်ပေးခြင်းမဝင်စီသည်ထုံးစံအတိုင်းရန်လာစလေသည်ဒီလိုနေရာမျိုးတွင် အသက်ဆုံးဖြစ်သောသူတော်စင်ကဟာငါတို့လာကူအောင်မလို့ပဲကုလသမဂအထွေထွေညီလာခံတက်နေရလို့မအားတာနဲ့ ကြီးကျင်လိုက်တာဟုတ်တယ်ဟပြီးတော့လူလက်ကလည်းကျွန်းဆွေအာကစားပွဲမှာအလေးမပြိုင်ပွဲဝင်မလို့လေ့ကျင့်နေလို့အလုံးဝမ်းရည်ကြသည်ကျွန်တော်တို့အုပ်စုထဲတွင်ကျွန်တော်ကအပိန်ဆုံးပွင့်ကောင်းသည်ဟိုရောင်ရောင်ဒီရောင်လှုပ်ပြီးသူဤအင်းငယ်ထိုင်နေသောဇပွဲသူကိုသွားထိုင်လိုက်လေသည်မဝင်းစီဘက်ကိုစစ်ကူဖြင့်မိအင်းနှင့်မိကြီးတို့ရောက်ရှိလာသည်။မော်ဆီယာက အရင်ဦးအောင်တွေ့လိုက်သည်။နင်တို့ရောဘယ်တော့လဲ။ဟဲဟဲ။မိအေးဒီမျက်နှာကိုရှုံ့မဲလိုက်ပြီး နိဟန်နေရင်စူးစားပါအောင်ဟာကြောက်ကြလေးကရေးမကြည့်ဘူးလူပိုကြီးလုံးနေလို့လည်းရတယ်နင်တို့ main ခရီးတွေဒါမိမိရှိတဲ့ရထားပစ္စည်းမရှိတဲ့ကွန်ပျူတာဆိုင်တွေပဲမတင်တယ်ဘူးတဲ့သူတို့သားနဲ့သူတို့သမီးတို့လာရောက်နှုတ်ဆက်သည်ကျွန်တော်တို့ကိုလူကြီးလူကောင်းဧည့်သည်များကဲ့သို့သဘောထားတော့ကြောင်းလားသူတို့ကိုသူတို့လူကြီးလူကောင်းဟုသဘောထားတော့ကြောင်းလားတော့မသိတည်ငြိမ်ခံ냐စွာပြုံပြလေသည်တို့ရရင်ကျွန်တော်တို့ကသူတို့ကိုဘယ်လိုမှသဘောမထားတော့ကြောင်း ဟဲဟဲအိုအောင်မင်းအောင်ပေါင်းရပါစေ။တားရည်သမီးအများကြီးမွေးပါစေ။ဒီမှာမောင်စောသိန်းနဲ့နီနီသက်လောကကြီးမှာအိမ်အောင်ပြူတာရဲ့ဖျားတဲ့တာရဲ့ဆင်းမင်ဆုပ်တိုးတာရဲ့ဟီနိုဘတ်ကရဲ့ဘာတွေရှောက်ပြောနေရလဲ။အော်ပြင်လို့မနေတာကိုပြောတာပါ။ကျွန်တော်တို့ဝိုင်းနာတွင်ရည်သားများစကားအခြေတင်ပြတ်သက်များဆွညံနေသည်။တခြားဝိုင်းကလူများပင်ကျွန်တော်တို့ကိုဝိုင်းကြည့်နေကြရသည်။ ကျွန်တော်တို့မှာဒီလိုနေရာမျိုးတွင်ရှက်ရွံ့နေတတ်ကြသူများမဟုတ်တော့ကြောင်းဘယ်သူကမှဂီးမဆိုင်ပဲလောင်မြဲလောင်ရည်နေစေ။ညီညီသက်သည်ကျွန်တော်ကြောက်ပြထားသောဘက်ကိုကြည့်၍ပြုံးပြလိုက်၏။တို့ပြောင်းအောင်မယ်။ကြောဘမလာသောအတန်ကြောင့်ကျွန်တော်စပင်များထောင်ထလာသည်ဟုထင်မိသည်။ဒီအတန်ကိုကြားဘူးသည်။ကျွန်တော်တို့သူငယ်ချင်းမိန်းကလေးတယောက်ယောက်တမ်းမယ်။ဆယ်တန်းလုံးကအတန်းထဲမှာရေဂျစ်စတာခေါ်တော့ကရှိပါတယ်ရှင်ဟုထူသောအတန်များကိုကြားရောက်လာသည်။ ထိုတန်ရှင်ကိုကြည်လို့မြင်လို့စိတ်ဒီဖုံးပြီးမြင်အောင်ဖြစ်လာခြင်းမှာထွေးစားလာတော့၏နောက်ကိုလဲ၍မော့ကြည့်၏ခေါင်းထဲကမိုက်ခနေဖြစ်သွားသည်မျက်လုံးထဲ၌ဝင်းခနေလက်ခနေလူလောနဲ့လော အမှန်မှာခင်ဆန်းဖြစ်လေသည်ကျွန်တော်တုံ့လှုပ်သွားမိ၏အเจ้าမှာကျွန်တော်၏ဥကောင်းသည်သူ့ကိုမော့ကြည့်နေရမှရှေ့သို့ပြန်လှည့်၍မရတော့သောကြောင့်မင်းဖြစ်လေသည်သူကိုယ်သာနေဆိုင်ကြည့်နေမိသည် သူသည် ဆယ်လန်းတုန်းကတော့ပိပိသေးသေးကလေးမဟုတ်တော့ပဲပြေဖြိုးလာလေသည် သူလှဤဤနေရာတွင်သူဥလာပများကိုအသေးစိတ်ရေပြရလျင်ကျန်းတဆောင်မြပင်ရှေလျားသွားနိုင်သောကြောင့်ရှံလှက်ထားခဲ့ရပေမည်။နောက်လင်းသိမ့်သည်လို့ဖော်ပြသွားပါမည်။ယခုလောလောဆယ်တွင်မူဆရာကြီးရွှေဦးတောင်းဤလေးမျိုးဖြင့်အနာရောဂါကင်းစင်သောကြောင့် ဖိဖိတောက်ကြည်လင်သောအသားရည်တွင်အသားပိုတကြက်သားများမရှိအောင်လေ့ကျင့်ထားသောကြောင့်ကျွန်ုပ်၏စိတ်တိုင်းကျရှိနေပေတော့သည်ဟူ၍သာပြောလိုပါ၏ခင်ဆန်းသည်တောင်းအောင်မဲဆိုပြီးအားလုံးကိုခြုံ၍နှုတ်ဆက်လိုက်သည်ကျွန်တော်သည် ပွင့်ကောင်း၏ပုံပွဲမကျသောတိုက်ပုတ်အင်းကြီးကိုဝတ်လာမိသည့်အတွက်နောက်နောက်ရနေစမှာပင်သူသည်ကျွန်တော်တို့အုပ်စုဘက်သို့မျက်လုံးကိုဝေ့ကြည့်ရင်းပြုံးပြသည်သူနှင့်ကျွန်တော်သည်မျက်လုံးချင်းခဏများဆုံမိသောချိန်တွင် ကျွန်ုပ်၏လက်ဝဲဘက်ရင်ကောင်းတွင်၌လူငယ်ပင်ကီယာတီဝိုင်းဖွဲ့ချီတက်နေသည်ဟုထင်မိလေသည်။ဂျီနန်မျိုးစားအမြန်သူ့အုံနောက်သူ့ကိုချစ်နေပြီးခွင့်ပြုချက်အမြန်ပို့မှနှလုံးသားစာမှတ်တင့်မြင့်ဆောင်85မြင့်ဆောင်အချင်းသူ့နှလုံးသားခွင့်ပြုနိုင်ပါသည်လိုအပ်သလိုဆက်လက်ဆောင်ရွက်ပါမှအုံနောက်အစ်တီဘွယ်စိတ်နှင့်တူ၏ အင်းကြီးကြတဲ့သူဝင်ရောက်နေသောပွဲစည်းတကောင်သည်ဟိုဟိုတီတီရှောက်သွားနေပြီးမှအမှတ်မတင်စက္ကနဲကိုက်လိုက်တော့ကအလွန်ခံရခက်လာသည် အချစ်ဆိုသောရာသည်နဲ့ရင်းတိုင်းမင်းမမျော်လင့်မဲဘွားကနေပေါ်လာတတ်သည်နှလုံးသားစီသို့ရုတ်တရက်ဝင်၍အကြံဖက်အပိုင်းစီးတတ်သည်ထပ်ပြီးရှင်းပြအောင်မီခင်ဆန်းနေကျွန်တော်တို့သည်ဆယ်တန်းလုံးကတဒန်းနေဖြစ်သည်တို့ရရင်ထိုစင်ကသူ့ကိုစိတ်ဝင်စားမိခဲ့ငယ်သိန်းတို့လည်းဖြစ်ချင်းဖြစ်မည် နောက်တစ်ကြောင်မှာခင်ဆန်းသည့်အလွန်အေးသည်စကားလဲနေသည်တခြားမင်းကလေးတွေဥပမာမိအေးတို့မိကြီးတို့ကဲ့သို့ဆက်ဆက်ဆုဆုလဲမလုပ်တတ်သူနေရာမှာငင်းငင်းကလေးသာထိုင်နေတတ်သည်ကျွန်တော်နှစ်ဆိုရင်သုံးကပြည့်အောင်မင်းစကားမပြောဘူးပါဤတို့လျင်သူနှင့်ရင်းရင်းနှီးနှီးမရှိခင်ပြီးတော့ကျွန်တော်တို့အုပ်စုကလည်းတမျိုးမင်းကလေးများနှင့်အယောတဝင်မနေတတ်ကျောင်းစထဲမှာသာအကြီးကျယ်စိတ်ဝင်စားနေခဲ့ခြင်းလည်းမဟုတ် ဘောလုံးကန်သည်ဝတ္ထုဖက်သည်ကျောင်းကစပေဖွဲ့သိပ္ပံပညာဖွဲ့တို့တွင်ပါဝင်လှူရှားသည်တခုတော့ဖြစ်ပြောစရာရှိပါသည်စေတလုံးကကျောင်းသားတယောက်သည်ခင်ဆန်၏စာအုပ်ကြားတွင်ပို့စကတ်လေးနှစ်ထည့်ပေးလိုက်ဘူးသည်သူတရင်ကြသောအခါကျွန်တော်စိတ်ထဲကမကျေနပ်သလိုလိုဖြစ်ခဲ့ဘူးသည်ဟုအခုမှပြန်၍သတိရမိသည်ခင်ဆန်းသည်ထိုကျောင်းသားကိုပြန်မကြိုက်ဘူးကိုသိရပြန်သောအခါဝမ်းသာသလိုလိုဖြစ်ခဲ့သည်ကိုလည်းပြန်စဉ်းစားရရသည် အခြေခဲဖြင့်ကြာရှည်စွာတော့ဖြစ်ရမနေမိမိပြပြောဖြစ်ခင်ထိုစဉ်ကလေးကခင်ဆန်းကိုမသိစိတ်ဖြင့်စိတ်ဝင်စားနေမိခြင်းဖြစ်လိမ့်မည်ဟုထင်သည်ကိုဘာသာကိုမသိပဲရှိခဲ့ခြင်းမင်းကျွန်တော်တို့နှစ်ယောက်သည်စေလန်းကိုတစ်နှစ်တည်းအတူတူအောင်ကြသည်တက္ကသိုလ်ဆက်တက်ကြတော့ခါသူကဓာတုဗေဒယူ၍သိပ်ပံပံရောက်သွားပြီကျွန်တော်ကဒသနိကဗေဒယူ၍ဝိဇာပံရောက်သွားသည်တက္ကသိုလ်ရောက်ပြီးနောက်သူနှစ်ကျွန်တော်သိမ့်မတွေ့ကြတော့ပါ ပထမနှစ်တုန်းကနှစ်ခါလောက်တွေ့ဖို့သေးတယ်သေသေးချာချာတော့မမှတ်မိပါပထမတစ်ခါကအဒီပတိလမ်းပေါ်တွင်သူတို့စီသောចောင်းချုပ်ကဖြစ်သွားစဉ်လမ်းတွေ့လိုက်ခြင်းဖြစ်ပါသည်ထိုစဉ်ကသူကအင်းဤအမျိုးရောင်ဒုတိယတစ်ခါမှာကျွန်တော်ကမန္တလေးဆောင်သူဝင်သူကအတန်းပြေးထွက်လာ ဆုံမိကြခြင်းဖြစ်သည် စကားမပြောဖြစ်ကြပဲပြုံးရင်းနှုတ်ဆက်ကြရအောင်သာဖြစ်သည် သူအင်းဤပန်းခင်လုံကြီးခင်ရအောင်ထိုစဉ်ကကျွန်တော်စိတ်ထဲတွင် ခင်ဆန်းကလှသားပဲခုတွေးမိဒီကိုယခုပြောရင်ဆိုရင်ပြန်၍တတိယပြန်ဤသိမမှတ်မိပြီလို့ပေါ့ဗျာဒုတိယနှစ်နဲ့တတိယနှစ်တို့တွင် သူနဲ့လုံးဝမတွေ့တော့ခြင်းကျွန်တော်သည်ဂျာဝင်းအနှံ့လှည့်သွားနေတတ်သူဖြစ်တော်လဲသူနှစ်ထက်ယူမတွေ့ကြခြင်းမှာအံ့ဩကြကောင်းသည်ဟုဆိုလျင်ရနိုင်သည် တကယ်တကယ်တော့တက္ကသိုလ်တွင်မြန်မာပြည်မြောက်ဖျားမလူနေတောင်ဖျားမလူတို့ကြံကြံဖပန်ဆုံတွေ့နိုင်သလို တမျိုးတည်းတကြောင်နဲ့နေခဲ့သူတို့ဝင် ဖြစ်တော်လဲမစုံစည်းပဲရှိခြင်းလဲရှိတတ်ကြလေသည် အထူးဆန်းတို့ဖြင့်အတိပီသော မော်ယုံတော်ပင်သည်ဤသို့တွင်ဤရနှင့်ဝင်းနေကြသောခင်ဆန်းနှင့်ကျွန်တော်မောင်လူလက်တို့သည်နတ်ဒေဝတာတို့၏ကုညီဝိုင်း၍မိုင်းမာမှုကြောင့်တခုသောမင်္ဂလာဆောင်တွင် ပြန်လည်ဆုံတွေ့ခဲ့လေရာအဲ့ဒီတော့မင်းခင်ဆန်းကိုချစ်နေပြီဆိုတော့ဟာဟုတ်ပါတယ်ဆိုဘယ်နှခါပြောရမလဲဖွင့်ကောင်းသည် ဟုတ်ပါပြီဆိုပြီးစိတ်လေးကိုမင်းညှိနေ၏ ခေဆန်းကိစ္စနဲ့ပတ်သက်၍စိတ်ချရသောနှုတ်လုံးဆုံးဖြစ်မည်ဟုယူဆရသောပွင့်ကောင်းနှင့်မော်ဆရာတို့ကိုတိုင်ပင်ကြည့်သည်ကျွန်တော်ကိစ္စဖြစ်သောကြောင့်ထုံးစံတိုင်းသူတို့ကိုလက်ဖက်ရည်တိုက်ရလေသည်သူတို့နှစ်ယောက်တည်းကိုသာရွေးရည်တိုင်ပင်ရခြင်းမှာအကြောင်းရှိပါသည်ဒီကိစ္စမှာလှုပ်ဝက်လှုပ်ဆောင်ကြမှာဖြစ်မည်ဘာမှအကောင့်ထင်မပေါ်ခင်ကဟိုလေးတကြောဖြစ်ဖြစ်မသွားစေခြင်းဂျူဒိုသည်အတန်ငယ်နှုတ်လုံးတော်လည်းအချင်းနှစ်ပတ်သက်သောအတွေ့အကြုံမရှိသူဖြစ်သောကြောင့်သူထံမှအကြဉာဏ်ကောင်းများရဖို့မမြင် မုတ်စိတ်ကလည်းသူနဲ့ကြိုက်နေသောအမကြီးကိုကက်ချွယ်ဖို့လောက်တာတည်သူဖြစ်သောကြောင့်သူ့ကိုလည်းမခေါ်တော့သူတော်စင်ကတော့ခုလိုကိစ္စမျိုးကိုတိုင်မြင်ရန်လုံးဝရှောင်ရှားသင့်သူဖြစ်သည်မိန်းကလေးများအကြောင်းဆိုရင်ငကန်းတလုံးမြားနားမလဲကရုံးစနောက်တတဖြစ်သောသူစဉ်ကိုကြည်လင်မင်းအရာမင်းသင်ကြောင်းရှင်းချသည်ပြီးတော့ဒီကောင်ကရွှေမောင်တည်င်းစားတဲ့ကြောင်ညာထဲ့ခြင်းတော့မှတည်င်းစားတဲ့ကြောင်ညာထဲ့ခြင်းတော့မှ ဦးစားပေးကြောင်ညာတွေရှိလို့ဘာဖြစ်လို့ဆိုပြီးကြာကျင်ကြအောင်မီ သူသာတိလိုက်ရင် ဟုတ်တာရောမဟုတ်တာရောအမြန်ဆုံးသတင်းလွှင့်လိမ့်မည်သူသည်မဟုတ်ကဟုတ်ကလှုပ်ကြံသတင်းများလွှင့်ရတွင်လည်းသူမတူအောင်ထူးချွန်သည်တော်ကြလူလက်ကခင်ဆန်းကိုစကားလိုက်ပြောတာခင်ဆန်းကဖနနဲ့ချွေရိုက်လို့ထွက်ပြေးခဲ့ရတဲ့ပညာဆိုပြီးမဟုတ်တန်းတရားပြောခြင်းပြောမည်ထို့ကြောင့်ဒီငဘောကိုစင်းနေမထဲတော့ကျွန်တော်ဤအကြံစီမှာပွင့်ကောင်းဤခံစားမှုဘက်သို့အလေးကဲသောအယူဆများနဲ့ မော်စီယာ၏စင်ကြယ်မှုတို့ဖြင့်ပြင့်နှံ့နေသောအယူအဆတို့မှမနှစ်သက်သည်ကိုပေရင်လက်ခံနိုင်သည့်အလားအလာရှိသော အချက်လက်တို့ကိုပေါင်းစည်း၍ခင်စန်းစီမံချက်ကိုအကောင့်ထဲဖော်ရန်ဖြစ်သည်တွင်ကောင်းသည်အင်းကောင်းပြီလေဆိုပြီးလျင်စိတ်လေးကြီးကိုကပ်ရင်ငင်းနေပြန်သည်ကျွန်တော်ကသူဘာပြောမလဲလို့ငြိမ်၍နားထောင်နေလိုက်သည်မော်စီယာကအကြမ်းကန်လုံးနဲ့သူ့ရင်းနေချမ်းငှဲ့ထဲလိုက်သည် ပွင့်ကောင်းနေကျွန်တော်ဘက်သို့ဆက်ခင်းလှည့်လိုက်ပြီးဒီတော့မင်းဘာလုပ်မလဲမော်ဆရာကပွင့်ကောင်းကိုကြည့်ရင်ခေါင်းကိုမတိမတာရမ်းလိုက်ဤအမှန်မှာရှင်းရှင်းကလေးရဲ့ကြိုက်သလားကြိုက်တယ်ချစ်သလားချစ်တယ်စားလိုက်ပေးခြင်းပေးစကားလိုက်ပြောခြင်းပြောအချစ်ဆိုတာကလည်းခက်သားလားကွာ ပွင့်ကောင်းကပြောသည်မော်ဆရာကအကောင်းရမ်းပြန်ဤပွင့်ကောင်းသည်မော်ဆရာကိုဘေးမဆိုင်ပဲစပြောနေသည်တလူရှိရဲကွာ အချစ်ဆိုတာထူးဆန်းတယ်။ Love is the greatest art ။ပွင့်ကောင်းစကားပုံတွေနောက်မှပြောကွာ။မော်ဆရာတိမခန့်နိုင်တော့ပဲဝင်ပြောသည်။ပွင့်ကောင်းကမော်ဆရာကိုကြည့်၍ခေါင်းတဆတ်ဆတ်လုပ်နေလိုက်၏။မော်ဆရာက Hey လူလတ်မင်းဆုံးဖြတ်ပြီးပြီလား။ကျွန်တော်ကကောင်းကြီးပြသည်။တိတိကျကျစဉ်းစားနော်။ဒါပေါ့ပေါ့လေးလုပ်လို့မရဘူး။အားလုံးကိုစင်ကြင်တွတ်ဆကြည့်။ရှေ့လုံးမကြည့်နဲ့။အဲဆုံးဖြတ်ပြီးပြီဆိုရင်လည်းနောက်မဆုံးနဲ့။ မော်ဆရာကလေးနဲ့စွာပြောနေသည်ကိုပွင့်ကောင်းသည်ခေါင်းတဆဆလှုပ်ရင်းကြည့်နေပြန်သည်ဒီနှစ်ကောင်နှင့်ကြာနေရင်ခက်မြည်တယောက်ကပြောနေရင်တယောက်ကခေါင်းတဆဆလှုပ်လိုက်တယောက်ကပြောနေရင်တယောက်ကခေါင်းရမ်းလိုက်ကျွန်တော်ဒီကိုကိုမမတ်ထားလိုက်ပြီကဲငါပြောမယ်ငါခင်ဆန်းကိုချစ်နေပြီတကယ်ပြောတာတိတိကျကျလည်းစဉ်းစားပြီးပြီဆုံးဖြတ်ချက်လည်းချပြီးပြီအေးကောင်းတယ်မော်ဆရာပြောသည်ငါလည်းသဘောကျတယ်ခင်ဆန်းဟာမင်းနဲ့လိုက်ဖက်ညီမှာပဲပွင့်ကောင်းကြီးမှတ်ချက် ဒီနေရာကြပြန်တော့လေသူတို့နှစ်ယောက်ကညီညွတ်သားပဲဒီကိစ္စကိုငါတို့ဘယ်လိုလုပ်ကြမလဲဆိုတာပြောရအောင်ငါတို့လို့မပြောနဲ့မင်းကိစ္စပဲဒါပေမဲ့မင်းတို့အကူညီကိုလည်းယူရမှာပေါ့တိုင်မြင်ခြင်းလို့ခေါ်တာပဲဟာအေးလေငါတို့လည်းကြညာပေးမှာပါမင်းဘာလို့ရှင်နေဆိုတာအရင်ပြောငါပါစက်နဲ့တော့မပြောရဲဘူးစာပေးမယ်ကွာဟာမင်းကလည်းခလေးစာလိုက်တာဘာဆိုင်လို့လဲငါတကယ်ချစ်တာပဲ မင်းတကယ်ချစ်တာရုံမာတယ်ဒါပေမဲ့ချက်ချင်းကြီးစပေးတာတော့မကောင်းသူနဲ့ရင်းနှီးအောင်အရင်လုပ်ရအောင်မယ်သူနဲ့ငါနဲ့ဟိုးရင်ကလေးကတိတာပဲဥစ္စာမင်းတော်တော်နားဝေးတာပဲမင်းနဲ့တိပြီးသားပေမဲ့အဆက်အသွယ်ပြတ်နေတာကြာပြီမဟုတ်လားဟိုတနေ့ရမှမင်္ဂလာဆောင်မှာပြန်တွေ့တာမင်းကချက်ချင်းကြီးစပေးမယ်ဆိုရင်မင်းကိုထင်သေးသွားမှာပေါ့မော်ဆရာစကားသည်ဟုတ်တယ်လို့လို့ရှိသည်ပွင့်ကောင်းကဝင်ရောက်ရှင်းလင်းပြန်သည်ဒီလိုရှိရလေ မင်းကလေးဆိုတာကသူတို့ကိုတမိုးထားတဲ့အကြောင်းဖွင့်ပြောမှဒါမှမဟုတ်ရင်လည်းတိတာထင်ရှားအောင်ပြရမှာကျေနပ်တာပွင့်ကောင်းသည်အင်းငယ်ဤအချစ်ကိုရရှိတာသူဖြစ်တော့ကြောင့်သူ့ကိုယ်သူမင်းကလေးတို့ဤသဘောတဘာဝကိုတက်သိနားလည်သည်ဟုထင်နေသူဖြစ်၏ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူကကျွန်တော်ထက်သာနေတော့ကြောင့်သူ့အကြံကြီးကိုကျွန်တော်လက်ခံရပါတော့မည်ဒီတော့ငါဘာလုပ်ရမလဲမင်းသူတို့အိမ်ကိုသွားလေကွာဟာငါမတစ်ခါမှမသွားဘူးပဲငါမသွားရဲဘူး ငါတို့ဘာလိုက်မှာပေါ့ကွာသူတို့လမ်းထဲမှာငါတငယ်ချင်းတယောက်ရှိတယ်အဲ့ဒီကိုကိစ္စရှိလို့သွားရင်းနဲ့လမ်းကြုံလို့ဝင်လာတာဆိုပြီးခင်ဆန်းတို့အိမ်ဝင်မယ်ယုံမမလားကွာအိုးယုံယုံမယုံကွာမယုံလို့သူ့စိတ်တွေကတင်ငါပဲကင်းဖြစ်ရင်လည်းတနည်းကောင်းတာပဲမင်းသူ့ကိုစိတ်ဝင်စားနေကြောင်မမြန်သိတာပေါ့အေးကွာသွားမယ်မင်းဘယ်နေသွားချင်လဲနှစ်ဖြန်မင်းကပြောခဲ့တော့နှစ်ဖြန်ဒီနေ့ပင်ဖြစ်လေသည်ကျွန်တော်တို့သူရဲ့ကောင်း၃ယောက်သည် ပြီးတော့သာလန်တဲ့သို့တန်းစီချီတက်၍ဝင်ခဲ့ကြသည်နောက်ဆုံးကလိုက်လာသူမှာအများမျှော်လင့်ထားသည့်အတိုင်းကျွန်တော်လူလက်ပင်ဖြစ်ပါသည်ကျွန်တော်သည်ကိုယ်စလန်ဖြစ်သောအကြောင်းသာလိုက်လာရတော့လဲအမှန်ကိုဝန်ခံရနှင့်အနေငယ်လန့်၍နေပါသည်စိတ်ကိုတင်းသည့်သဘောဖြင့်စကားပြောရန်ကြိုးစားကြည့်ရာပစမပထမဆုံးထွက်လာသောစကားမှာဟိကောင်လေးဖြစ်ပါမလားကွာဖြစ်ပါတယ်ကွာရှေ့ဆုံးမှချီတက်နေသူမော်ဆရာကလှည့်၍ပြော၏ တော်ကြငါတို့ကိုမသိသလိုလုပ်နေရင်တောက်ရက်ပဲမင်းကလည်းအိမ်ကိုလာတဲ့ဧည့်သည်ပဲဟာတရောင်းစားတာကိုရောပါသေးရဲ့လို့ပြောရသေးတာပဲငါတို့ကတငငယ်ချင်းတွေပဲဟာပြီးတော့သူတို့အိမ်ရှိမှအလှကံဝင်ရဆိုတဲ့စိုက်ပုတ်လည်းမတွေ့မိပါဘူးဘာဆိုင်လို့လဲအော်ပွင့်ကောင်းပါလာလို့ပြောတာပါ ပွင့်ကောင်းကမော်ဆီယာကို တခွန်လှမ်းဆဲသည်ပြီးတော့သူတို့ဘိုးကြီးကကျောင်းဆရာကြီးဟောင်းကွာစီကံကြီးတယ်လို့သတင်းကြားတယ်မင်းအဖွားကြီးကလည်းကျောင်းဆရာမကြီးပဲဟာဟဲဟဲ့ ចောင်းសៀមម៉ាជីရဲ့តាណែចောင်းសៀមជីရဲ့តមីមីនុញောက်ក៏ឡៃផាត់ញីបាដែរកွာសសរងាដរទ្វីជីសៃមកចំណោវ៉ជួយកែតោមហិងាចောင်းឡាមិនទីទ្រូទីចំណោគូពិនពិននីលីទីចំណោក៏លេយិនអិច្ឆេកគូអត់តបោចាមីបាយីណេណេលេអាតាត់ឡាទីហោပြောយិនសុយិនយកឡាពីគិនសានុអេនទីឆាវិនណេមកណាត់ថាមោសៀមក៏រអខិតទីទីវិញឧសំឧយ៉ែលុយីវិនតកាតន្តរៃគូលាន់កាន់ណៃទីនេះតប្រៃណាន់ ဂီကနေအော်တန်နဲ့အတူခွေးနဲ့ကြီးတကောင်ဘွားကနေပေါ်လာသည်မော်စီယာသည်တန်နိုင်ကိုလှည့်၍နောက်ဆုတ်လိုက်သည်တော်ပါသေးရဲ့တကားကပိတ်ထားပြီလို့ကျွန်တော်မှငကိုကလေးကခက်လန့်လန့်ရင်ခုလိုခွေးနဲ့ကြီးကအစွဲတဖြူဖြူဖြစ်အမှန်ဖြစ်နေတော့ခါခေကောင်မော်စီယာမဖြစ်ဘူးထင်တယ်တကြဆိုလူရက်မင်းနေနေနေစမ်းကွာမော်စီယာကကျွန်တော်ကို ဟောက်လိုက်သည်ကျွန်တော်ကဖြင့်မော်စီယာတက်ခွေးနဲ့ကြီးကိုပို၍ကြောက်နေသည်။ပွင့်ကောင်းကပါးစပ်က ကလစ်ကလစ်လုပ်ရင်ခွေးနဲ့ကြီးကိုချော့နေရင်ခြံဝင်းနဲ့တို့ဟိုဟိုဒီဒီကြည့်နေသည်ထိုချင်းတွင်အသက်6နှစ်9နှစ်ခန့်ခြေတိတ်ကလေးတယောက်အိမ်ထဲမှပြေးထွက်လာသည် ပွင့်ကောင်းကလမ်းအော်ခေါ်လိုက်ညီလေးညီလေးခြေတိတ်ကပဝနာတို့လာရက်သည်ခင်ဆန်းရှိလားခင်ဆန်းအန်တီရှမ်းကိုပြောတာလားမဟုတ်ဘူးလေခင်ဆန်းခင်ရှမ်းဆိုတာအန်တီရှမ်းမဟုတ်အေးအေးရှိလားမရှိဘူးဟမ်အပြင်သွားလို့လား ဟုတ်ဘူးပေါ်တက်မှာဒါဆိုလဲခေါ်ပေးပါကွာအန်တီငယ်ချင်းနဲ့ရောက်နေတယ်လို့ခြားတိတ်သည်အန်တီရှမ်းရေးအန်တီရှမ်းရေးခေါ်ပြီးအပေါ်တက်တို့အော်ခေါ်သည်ခဏကြာသောအခါမျက်မှန်နဲ့ခဝဝအမကြီးတရားဝရန်တာတို့ထွက်လာသည်ခင်ဆန်းဤအမဖြစ်လိမ့်မည်ထင်သည်ဘာကိစ္စရှိလို့ပါလဲထိုမကြီးအမေကိုရုတ်တရက်ပြမဖြစ်နိုင်မင်းဟိုဟိုဥစ္စာဟုဖြစ်နေတော့ခြားတိတ်ကဝင်ရေးဖြစ်ပေးလိုက်၏အန်တီရှမ်းရဲ့တငယ်ချင်းတွေတဲ့အန်တီတို့ရဲ့အော်အော်ဝင်ခဲ့ကြပါ ဟွန်းတော်ပါသေးရဲ့ကျွန်တော်ကဟောက်လွတ်မယ်ထင်နေတာခုလိုပြပြငငါရှိတော့ကြောင်းအတန်ငယ်စိတ်ရဲလာသည်တို့ရရင်ဟိုခွေးနဲ့ကြီးကရှိနေတော့ဟိုခွေးခွေးကြည့်ပါအောင်မကြိုက်တတ်ပါဘူးဝင်ခဲ့ပါထွန်းထွန်းခွေးကြည့်ထားစမ်းကျွန်တော်တို့သုံးယောက်သည်တန်တကားကိုဆွဲဖွင့်ရင်းမရေတရေဝင်လိုက်သည်ခွေးနဲ့ကြီးသည်စောစောလုံးကလိုမှန်ဖြူးမနေတော့လဲကျွန်တော်တို့ကိုစင်စင်ကြည့်နေတော့နေနှစ်အောင်မော်ကွာ ခင်ဆန်းတဲ့ငါနဲ့လက်ထပ်ပြီးမှနင့်ကိုလှိတ်ကန်ပြစ်မယ်ဟုစိတ်ထဲကတေးထားလိုက်သည်ထွန်းထွန်းဆိုသောခြားတဲ့ကဥဆောင်ပြီးဘော်ဒတ်သို့ခေါ်သွားသည်စစောတုန်းကအမကြီးကပင်စီးကျွေဧကန်းမနေရချပေးသည်ခဏထိုင်ကြအောင်နော်ခင်ဆန်းကိုခေါ်ပေးမယ်ရေချိုးနေရထင်းနေအမကြီးထွက်သွားသည်ခင်ဆန်းရဲ့မခင်တိုးဆိုတာထင်းနေဟုမော်ဆရာကတူတူကလေးပြောသည်ထိုမကြီးမှာခင်ဆန်းနဲ့မျက်နှာပေါက်ချင်းအတိုင်ငယ်ဆင်တော်လဲခင်ဆန်းလောက်မလှပဲ ကြည့်ပြောရှုပြောချီအောင်လောက်သားဖြစ်သည်အေကန်နေမှာကျွန်တော်တို့၃ယောက်တည်းကြံခဲ့၏အတော်ကြသည်ထိ ခင်ဆန်းရောက်မလာသည် ကျွန်တော်လာတဲ့ဆိုလိုမြာအစွမ်းကုန်အလှပြင်းနေသလားဟုထင်မိသေးသည်တို့ရရင်ထို့သောမဟုတ်ချေခင်ဆန်းသည်တနခါပကွက်ကြပြင်ရိုးရိုးကလေးပင် ရောက်ရှိလာလေသည်ရိုးရိုးကလေးဟုဆိုသောကြောင့်ကြက်ဆန်မိခြင်းနှင့်စတုံးကြီးနည်းဟုမထင်ကြပါနှင့်သူသည်ခင်မိသူဖြစ်ပါသည်စပင်ဖားလာချတာပါသည် ခင်းနှင်းလျော်ညီစွာလက်ဖောင်းကလေးတွေပါလေးတွေဝတ်တတ်ပါသည်တချို့မင်းကလေးတွေလိုညီညီရဲရဲမဲမဲကြီးတွေကြောင်ကြောင်ကြကြကြီးတွေအင်းကြီးလေပင်ပေါက်မြင်ကွင်းကျက်ကြီးတွေမဟုတ်တော့ဂျိုဂျိုကလေးကိုဆိုလိုပါသည်ခင်ဆန်းကြောင်ပြောရရင်မမောနိုင်မပန်းနိုင် လေရှည်တော်သက်ဒီကိုတီးခန့်တော်မူကြပါခင်ဆန်းသည်ကျွန်တော်တို့ကိုမြင်တော့ကပြုံးရင်းနှုတ်ဆက်ပြီးကလထိုင်ပေါ်တွင်ဝင်ထိုင်သည်ကျွန်တော်သည်သူ့ကိုပြန်၍ပြုံးမပြမိပါသူ့ပေါ် စတဲ့နဲ့မင်းနဲ့ဆက်ဆံရကြိုးစားခြင်းကြောင့်မဟုတ်ပါယုတိအမင်တက်မိပြီးသူ့ကိုခဏမြငေးကြည့်မိတော့ကြောင့်ဖြစ်ပါသည်နောက်မှကိုပါတာတရိယပြီးမျက်လွာချလိုက်ရသည်မောဆရာကသူတို့အိမ်ကိုရောက်လာပုံကြောင့်ပြောပြနေသည်ဒီလမ်းထဲမှာငါတို့အတိတ်တယောက်ရှိတယ်ကိုကိုကြီးတဲ့တိလားဟွန်းဟွန်းတတိမထားမိဘူးအဲအဲ့ဒီကိုကိုကြီးရင်လာရင်နဲ့နို့အိမ်ကိုဝင်လာတာ သူ့ကိုလူပြိုလှည့်ရန်ရည်ရွယ်လာခြင်းမဟုတ်တရားအောင်လို့ပြောနေခြင်းကိုသဘောမကျဘဲဖြစ်နေမိပြန်သည်သူစီတို့တမင်တကာလာခြင်းမဟုတ်ဘဲလမ်းကြုံလူသားဝင်လာခြင်းဖြစ်သည်ဟုဆိုခြင်းမှာသူ့အပေါ်တမိုးမထားရများရောက်နေသလားဟုဆိုရင်မိခြင်းဖြစ်သည်ကျွန်တော်တို့စကားပြောနေတော့သူ့အမရောက်လာသည်ပြီးတော့သူ့ပါဝင်ထိုင်ရေးစကားပြောသည်ခင်ဆန်းကခဏလေးဆိုပြီးထွက်သွား၏ခဏကြာတော့ပြန်ရောက်လာသည်တစ်ဖက်သောကံကို စပွဲပေါ်ချလိုက်သည်ဒီနေ့တော်တော်အဆင်ပြေနေသည် ရင်ရင်နေနေစကားပြောပြကြသည်။ကျောက်ပိတ်ထားသည်မှာကြာပြီဖြစ်သောကြောင့်ပြင်းစရာကောင်းကြောင်းယခုနှင့်တက္ကသိုလ်ဆောင်မဝဲများကိုမိမိတို့သက်ဆိုင်ရာမြို့နယ်များတွင်ဖြေရမည်ကြောင်းဟုတ်တယ်နော်။ကို့ကြောင့်မှာကို့ပြန်ဖြေရမယ်ဆိုတော့စိတ်ထဲမှာတမျိုးပဲစေနန်းကျောင်းသားဘဝကိုပြန်သတိရတယ်။ပွင့်ကောင်းကတော့ထုံးစံတိုင်းစွပြန့်ပွဲကျောင်းများကိုပြောနေသည်။ feeling ဘင်းပွင့်ကောင်းနေမဟုတ်လား။ကျွန်တော်ကတော့တိတ်စကားမပြောမီ။ ခင်ဆန်းကိုစာရီတော်တော်ကြက်ပြီးပြီလားဟုတခေါင်းနဲ့သာပြောမိသည်။ကျန်တဲ့ချိန်တွေမှာနားထောင်သမားတသက်ပြီးတော့လေကျွန်တော်သူ့ကိုမျက်နှာချင်းဆိုင်ရင်းမကြည့်ရတဲ့ဖြစ်သူ့ဟိုကောင်းတွေပတ်လှည့်ပြီးစကားပြောနေတော့ခိုးကြည့်ရသည်။သူမျက်နှာကိုကြည့်ကြည့်နေရင်အိမ်နေမဲ့ရကြမည်ဆိုသောကြောင့်နယံကပြက်ကလေးတွေကိုရှောက်ကြည့်ရသည်သည်။ပြီးတော့မှသူ့ကိုတလှည့်ပြန်ခိုးကြည့်တခါတည်းသူ့လက်များကိုကြည့်သည်တခါတည်းသူ့ချက်တော်များကိုကြည့်သည်သူသည်လှပါသည် မယုံလင်းလူတရားတိတိကိုခေါ်ရေးပြကြည်ပါ69ယောက်ကလှသည်ဟု ပြောပါလိမ့်မည်ကျန်တယောက်မှာ မျက်စိကန်းနေသူဖြစ်ပါသည်ဟုတ်ကဲ့အပိုင်းတက်ကတော့ဒီမှာပဲပြီးသွားပါပြီရှင်အချိန်ပြီးပြီးနားဆင်ပေးခဲ့ကြတဲ့ဒုတိယရှင်စီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါရစေ TV2 လေးကတော်တော်ချစ်ဖို့ကောင်းတယ်လို့ထင်တယ်ဖတ်နေရင်